သောအခါအယုဒယပြည်တွင်ဘရင်တပါမင်းပြုလေ၏ဘရင်ကြီး၏မိဖုရားခေါင်ကြီးသည်တားတော်တပါခွားမြင်လေသည်ဇာရာကိုကြည့်ရှု၍၄တက်တွင် အထူးတက်မြောက်လိမ့်မည်ဟုတိကြသောအခါတားတော်ကလေး၏အမိကို သူတနုမင်းသားဟုခေါ်ရင်းစေသည် အရွေရောက်တော်မင်းသားသည်တက္ကသိုလ်ပြည်သို့သွား၍မင်းသားတို့တက်အပ်သော38ပါးသော အတက်တို့ကိုတည်ယူလေ၏၄တက်တွင်တစ်ခက်ကန်းခက်တက်မြောက်လေသည်၃နှစ်ပြည့်သော သူတနုမင်းသားသည်ဆရာကြီးအားကံတော်၍ရုတ်တရက်ပြည်သို့ပြန်ခဲ့လေသည် တူတလူမင်းသားသည်ခီးလန်းတွင်အမောဖြေနေစဉ်နတ်သမီးခုနှစ်ဖော်တို့သည်ကောင်းကင်မှပြန်ဆင်း၍တောင်ချီရင်ရှိရေကန်တွင်ရေကစားကြ၏အချိန်ကန်သောဘရက်တန်စာတွာဒရာတို့ကိုဝစ်စင်ကဟင်းသားနှစ်များပမာကောင်းကင်သို့ပြန်တက်ထွက်ခွာသွားကြလေ ခဏကြာလျှင်လက်ပြဝင်းကြီးထွက်လာ၏ထိုစဉ်မူဆိုးတဦးသည်တားကောင်တို့ကိုပြစ်ခတ်ရန်ကန်ဆက်သို့ရောက်လာ၏မူဆိုးသည်ကံပတ်ဝင်းကျင်ကိုလမ်းမျောကြည့်သောမလုံမရှက်မှိုင်တွင်ငင်းမောနေသောမင်းသားကိုမြင်၍တားကောင်ထင်မှတ်ကလေးဖြင့်ပြစ်၏ညာတို့သည်မင်းသားကိုမထီရှေ့တွင်သာလျှင်ဥခိုင်လျက်ကြကုန်၏ထိုအခါမင်းသားသည်ပြည်ရလာ၍မူဆိုးကိုမြင်လျှင်လေးတော်ကိုကောက်ယူလျက်ပြစ်မိပြု၏ မိုးဆိုးလေခွင့်လွတ်ပါမည်အကြောင်းလက်အုပ်ချီကတောင်းပန်လေ၏ထို့နောက်မင်းသားနှင့်မိုးဆိုးသည်ဤသို့မင်းမြန်ပြောဆိုကြလေမိုးဆိုးကြီးနှင့်အခါကနတ်သမီးခုနှစ်ဖော်ကောင်းကင်မှပြန်ဆင်းလာပြီးဤရေကန်တွင်ကစားကြသည်ညီသည့်အယက်မှလာကြ၍ညီသူတို့ဖြစ်ကြသည်ကိုကျွန်ုပ်သိလို၏အရှင်မင်းသားဤရေကန်ကို ပုံတလုတ်ရေကန်ဟုခေါ်ပါသည်ဤရေကန်ဤအရှိတောင်ရွံ့ရွံ့တွင်နတ်ကိန်းနေရာမျက်နေရာငွေတောင်ပြည်ကြီးရှိပါသည် ငွေတောင်ပြည့်ရှင်ဥပရာစာမင်းကြီး၌တနည်းတော်ခုနှစ်ပါးရှိပါသည် ထိုသမီးတော်တို့သည်ဤပုံးတလုတ်ကန်တို့ခနရဲ့နေတဲ့ချိန်လာရောက်ရေးကစားကြပါသည်မိုးဆိုးကြီးဤကိန်းနေရာတို့ကိုဖမ်းနိုင်ပါမည်လို့ကျွန်တော်မျိုးမဖမ်းနိုင်စွမ်းပါငကားပတ်ကြော်ခွင့်ရှိသူသားနဲ့ဖမ်းနိုင်ပါသည်ငကားပတ်ကြော်ခွင့်ကိုအပေရင်ရနိုင်ပါသည်နီမိုးဆိုးကြီးငကားပတ်ကြော်ခွင့်ကိုငကားတို့ထံတွင်သာရနိုင်ပါသည်ကျွန်တော်မျိုးတို့ဤဆရာရတိကြီးကငကားတို့သည်မြောက်သမုတ်တရားတို့အစာရှာထွက်လေးရှိရာဂလုံရံကိုကြောက်သဖြင့်ငကားဘက်ကြော့ကွင်းကိုယူဆောင်လာကြသည်ဟု အမိန့်ရှိဘူးပါသည်ဤသို့ဖြစ်လင်ကျုပ်သည်မြတ်သမုဒ္ဒရာသို့သွားလိုပါသည်မိုးဆိုးကြီးလမ်းပြပါလော့သူတနုမင်းသားနှင့်မိုးဆိုးတို့မြတ်သမုဒ္ဒရာကမ်းမသို့ရောက်ကြသောအခါငကားမင်းသည် ၎င်းပေါင်းချိန်ရင်လျက်သမုတ်တရာတွင်မြုသူပျော်ပါနေသည်ကို တွေ့ကြရ၏ထိုအခိုက်ဂလုံးငှက်ကြီးတကောင်သည်၎င်းတို့ကိုတုတ်ချီရန်ကောင်းကင်မှတဟုန်တို့ပြန်ဆင်းလာ၏သူတို့မင်းသားမြင်သောဂလုံးကိုလေးနှစ်ပြစ်ခွင်းလိုက်၏ရင်ပုံကိုမှန်၍ဂလုံးငှက်ရေထဲသို့ကျလေ၏၎င်းမင်းနှင့်၎င်းအပေါင်းတို့သည်သူတို့မင်းသားအားကျေးဇူးတင်စကားဆိုကြ၏၎င်းမင်းကမင်းသားအားကျေးဇူးတင်သာသဖြင့်ကြောက်တံပတ္တမြာတို့ကိုပေး၏မင်းသားကကြောက်တံပတ္တမြာ အားတို့ကိုအလိုမရှိပါ။ငဃဘတ်ကျော်ကွင်းကိုသာခိတ္တငားပါဟုဆိုလေသည်။ငဃမင်းလည်းမင်းသားအားငဃဘတ်ကျော်ကွင်းကိုငားလိုက်။မင်းသားနှင့်မိုးဆိုးတို့လည်းမြောက်သမုတ်တရားမှပုံတလုတ်ကန်ရှိရာသို့ပြန်လာကြလေသည်။မိုးဆိုးကြီးငဃဘတ်ကျော်ကွင်းကိုကျွန်ုပ်တို့ရကြပြီးနတ်သမီးခုနှစ်ဖော်တို့ကိုဖမ်းရန်သာကြံတော့သည်။အတိတ်မှုဆိုရေကန်တို့သွား၍ဖမ်းပါတော့မူဆိုးသည်မင်းသားဤခိုင်းစေချက်ဖြင့် ၎င်းဘက်ကြော့တွင်ကိုယူပြီးလျင်ပုံးတလုတ်ကန်အနီးသို့ချင်းကပ်သွား၏ရေကန်ဆက်တော်ချုံတွင်ပုံးခု၍နတ်သမီးခုနှစ်ဖော်တို့အလာကိုစောင့်၏နတ်သမီးတို့သည်လည်းရေကစားချိန်တန်နှင့်ဟင်းသားငှက်များပမာကောင်းကင်မှပြန်ဝဲဆင်းသက်၍ရေကန်တွင်မြှုပ်ထုပျော်ပါကစားကြထိုခိုက်မှုဆိုသည် ပုံးခုရာမှထွက်လာပြီး၎င်းဘက်ကြော့တွင်ကိုနတ်သမီးများရှိရာသို့ပြစ်လိုက်သည်မနော်ဟရီအမည်ရှိသော အထွေးဆုံးနတ်သမီးကလေး၏ လဝဲဘက်လက်ကိုရပက်ချီနောင်မိလေ၏။နေသမီးလည်းထိတ်လန့်၍အော်ဟစ်လေ၏။အော်ဟစ်တံကိုကြားသော အမတ်တော်တို့သည်ကြောက်လန့်၍လူရသို့ပြန်တက်သွားကြကုန်၏။မူဆိုးသည် မနော်ဟရီကိုအသာအယာယူဆောင်၍သူတနုမင်းသားအားဆက်တလေ၏။မင်းသားနှင့်မင်းသမီးတို့တွေ့ကြသောအခါတဦးအပေါ်တဦးမေတ္တာတက်ဝင်ကြလေ၏။နောက်တနေ့မိုးတောက်အလင်းရောက်လေသောမင်းသားနှင့်မင်းသမီးတို့သည် မူဆိုးကိုနှုတ်ဆက်ပြီးခမဲတော်မဲတော်တို့ကိုကြော့ရန်အယုဒရာပြည်သို့ပြန်ကြလေသည်